ချက်စီတဲ့ကိုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစီခင်ဗျာကျွန်တော်နေနေဒီ view လေးမှာတော့ထုံးစံတိုင်းညနေခင်းအတွက်ချက်စီသတင်းအကြောင်းအရာလေးတွေကိုတစူတစီတဲ့စူးစီးဖော်ပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့ညခင်းသတင်းတွေကိုကြည့်တဲ့အခါမှာတော့ကျွန်တော်တို့နည်းနည်းလေးအထူးသဖြင့်တော့ Guardian ကလာတဲ့ report တွေအရာဆိုလို့ရှိရင် နည်းနည်းလေးတော့ surprise ဖြစ်သွားတဲ့ entirely ရှိတယ်ပေါ့နော်အဲဒီမှာပထမတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့တောင်ပန်ကစားသမားတစ်ခုဖြစ်တဲ့မာဒွေကေပါဆိုတော့အလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဒီ Anzo Marsca ရဲ့လက်အောက်မှာတော်တော်လေးပွဲထွက်ခွင့်ရတဲ့တောင်ပန်ကစားသမားတစ်ယောက်ဆိုရင်လည်းမမှဘူးပေါ့နော်ဆိုတော့တော်တော်လေးသူ့အနေနဲ့ဒီပါစားပေးခြင်းခံရတဲ့ကစားသမားတစ်ယောက်ပေါ့ဘာလို့ရှေ့ကနေပြားတွေလက်အောက်မှာရှင်လိုက်မယ်ဆိုလို့ရှိရင်ဒီနှစ်သူ့ရဲ့ဒီပွဲထွက်ခွင့်တွေကပို့ပြီးတော့ Marsca ရဲ့လက်အောက်မှာရရှိခဲ့တယ်ဆိုတော့ထင်ထားတာမာဒွေကီက Marsca ရဲ့ အကြိုက် player ဖြစ်တဲ့တို့ကအသေးအနေနဲ့ထိမှာမဟုတ်ဘူးပေါ့ဒါပေမဲ့အခုတော့တက်လာတဲ့ report တွေက Chelsea team ဟာတောင်ပံကစားသမားတွေကိုအသစ်ထပ်ဖြည့်ဖို့အတွက်တချို့သောအသေးမှရှိတဲ့တောင်ပံကစားသမားတွေကိုရောင်းချဖို့အစီအစဉ်တဲ့နေရာမှာ Madueki ကလည်း market ထဲမှာပါဝင်လာနိုင်တဲ့ကစားသမားတူဖြစ်တယ်လို့သိရတယ်။အခုတစ်ပြည့်တော့ Chelsea တင်းက Madueki ရဲ့အခြေအနေနဲ့ပတ်သက်လို့ရှင်ရင် ဟိုမတ်စကမရောက်ခင်ကလေးကချက်စီတာဝန်ရှိသူအချို့ကရောင်းချခြင်းနဲ့အနေထားမျိုးဖြစ်တယ်ပြီးတော့ပြီးခဲ့တဲ့တရာဒီလုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ performance ကအမ်တိတ်ပြီးတော့ဟောပေါ့ normal condition လောက်ပါပဲเนาะ normal condition တော့မပိုဘူးဆိုတော့ saturation တစ်ခုမှရောင်းချဖို့အတွက်စဉ်းစားလာတာဖြစ်ပြီးတော့သူ့ကိုစိတ်ဝင်စားတဲ့ club အသင်းတွေအနေနဲ့ချက်စီအသင်းကိုချိတ်ဆက်လာမယ်ဆိုရင်ချက်စီအသင်းကလက်ခံစကားပြောသွားဖို့ရှိတယ်လို့ကျွန်တော်တို့သိရပါဗျာတဖက်မှာလည်းကျွန်တော်တို့ရဲ့ဂိုးသမားနှစ်ယောက်ဖြစ်တဲ့ Robert Sanchez နဲ့ ပက်ထရိုဗစ်တို့ကလည်းချက်စီအသင်းရဲ့ရောင်းချမဲ့မားကတ်ထဲမှာပါဝင်လာနိုင်မယ့်ကစားသမားနှစ်ဦးဖြစ်တယ်လို့သိရပါဗျ Guardian ဖော်ပြချက်အရဆိုလို့ရှိရင် Chelsea တင်းကဈေးကွက်တွေမှာဂိုးသမားအသစ်တွေကိုစောင့်ကြည့်လျက်ရှိနေတယ်။သူတို့အနေနဲ့ဒါကျွန်တော်တို့ဒီမနက်ကသတင်းမှာပဲကျွန်တော်ပြောခဲ့ပါတယ်ဟိုအဲ့ထွက်လာတဲ့သတင်းရဆိုကြောင့်ဒီ၄ယောက်ထဲကနေတယောက်ကိုရွေးမယ်လို့ပြောရတယ်ပေါ့နော်။ဒါလည်းဖြစ်နိုင်ပါတယ်။ငယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ Chelsea တင်းဘက်ကတခြားသောဂိုးသမားတူဦးပေါ့ပေါ့နော်။တကယ်ဟို World Class အဆင့်တွေပါတယ်ခေါ်မယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့ဂိုးသမားတွေကိုရင်ရမယ်အနေအထားမျိုးရှိတယ်။ဆိုတော့လက်ရှိ Chelsea တင်းမှာရှိနေတဲ့ဇာသမားတွေက First Class အဆင့်လောက်ပဲရှိတယ်ဆိုတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့အဲ changes လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီသတင်းကဖြစ်နိုင်ခြေရှိလို့ကျွန်တော်အနေနဲ့ယူဆတယ်ဆိုတော့ကိုသမား၄ယောက်ရှိတယ်ဗျာဘာဖြစ်လို့ Roger San လည်းမနစ်ကမှခေါ်ထားတဲ့ကစားသမားဖြစ်တယ် Mike Panner ကလည်းလူငယ်ကစားသမားပဲဖြစ်နေတဲ့အချိန်မှာ Sanchez ကိုနံပါတ်၁နေရာမှာခေါ်ပေးမယ် Sanchez ရဲ့လက်စွမ်းကိုကျွန်တော်တို့ပရိသတ်တွေတောင်သိရင်သူတို့ပို့ပြီးတော့သိမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ Petrovic ကလည်းပြောရရင်အော်အစင်တော့ပြည်တယ်ဗျာဂိုးဖန်တဲ့နေရာမှာတော့အစင်ပြည်တယ်ဆိုပေမဲ့လုံးဝကြီး totally good နေတဲ့အနေအထားမျိုးတော့မဟုတ်ဘူးဆိုတော့ အဲဒီဂိုသမားနှစ်ယောက်ကိုချက်စီးတင်းကလဲလဲအနေနဲ့ဒါ market အတွင်းမှာရောင်းချသွားဖို့ရှိရလို့သိရပါတယ်သူတို့အပြင်ကိုတခြားသောကစားသမားတွေလည်းအများကြီးပါပဲ Fofana ပါဝင် Chiwe VA ကအများကြီးပဲပေါ့နော်ဒါတွေကချက်စီးတင်းရောင်းချဖို့အတွက်ပြင်ဆင်နေတဲ့ကစားသမားတွေရဲ့စင်းထဲမှာပါဝင်နေပါတယ် Showmaker တို့လည်းပါပါတယ်ပေါ့နော်ဆိုတော့ချက်စီးရောင်းချမဲ့စင်းရင်းကလည်းဒီရာသီမှာအများကြီးရှိမယ်ဆိုတော့အခြေအနေမျိုးမှာရှိပါတယ်ခင်ဗျာ တဖက်မှာတော့ကျွန်တော်ချက်စီးတင်ကတောင်ပန်ကစားသမားတဦးဖြစ်တဲ့ယမွေကန်တင်နဲ့ပတ်သက်ပြီးတော့ဘော်ရီဆီယာဒေါ့မွန်နဲ့ချက်စီးတင်တို့ကြားမှာဆွေးနွေးမှုတွေရှိနေတယ်လို့ကျွန်တော်တို့သတင်းတွေထွက်နေပါတယ်အထူးသဖြင့်တော့လက်ရှိမှာကစားသမားအနေနဲ့ပေါင်တန်း90လောက်ဒေါ့မွန်ဘက်ကအလိုရှိနေတဲ့အခြေအနေမျိုးကိုချက်စီးတင်ဘက်ကတုံးသက်နေတယ်ပေါ့နော်စာပြီးတော့အဲ့တော့တစ်ဖက်မှာလည်းကစားသမားကိုပေးချေရမယ့်လောက်ခလာဆိုင်နဲ့ပတ်သက်ပြီးတော့လည်းချက်စီးအသင်းကစဉ်းစားနေတဲ့အပိုင်းတွေရှိတယ်။သို့တော်လည်းပဲကျွန်တော်တို့ချက်စီးအသင်းအနေနဲ့ လာမယ့်ရာသီအတွက်တိုက်စစ်တောင်ပန်တိုက်စစ်ကစားသမားတွေကိုဖြည့်တင်းဖို့အတွက်အာသီသရှိနေတဲ့အချိန်မှာဒါဂက်တင်ကတော့အခုကျန်တဲ့တောင်ပန်ကစားသမားတွေထပ်ဆိုင်လို့ရှိရင်အဲချက်စီတင်ဟိုထိတ်တိုက်ဆွေးနွေးနေတဲ့ကစားသမားတူဦးလို့ကျွန်တော်တို့နေမှတ်ယူလို့ရတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ transfer မှာကလေးကလည်းရမေကတင်ကချက်စီတင်ရဲ့သဘောကျမှုအပေါ်မှာဟိုဟာဖြစ်တယ်ပေါ့နော်ဟို awareness ဖြစ်ဖြစ်နေသူစိတ်ဝင်စားမှုရှိခဲ့တဲ့ player လည်းဖြစ်တယ်ဆိုတော့အခုလက်ရှိမှာတော့ဒီပြောင်းရွှေ့ခြင်းနဲ့ကစားသမားကိုပေးရမယ့်လောက်ခလာစာကားတာလင်းချက်စီတင်တို့အတိက စဉ်းစားမယ့်အရာမျိုးဖြစ်ပြီးတော့ Dortmund နဲ့ Chelsea တို့ကြားကဆွေးနွေးမှုအချို့က positive ဆောင်တယ်လို့တော့ကျွန်တော်တို့သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်ဆိုတော့ဒါကရမေဂတင်နဲ့ပတ်သက်ပြီးတော့ပါတစ်ဖက်မှာတော့ဒါရမေဂတင်နဲ့ပြောင်းပြန်ဖို့ Chelsea တင်စိတ်ဝင်စားတဲ့ဒါ Frankfurt ရဲ့တိုက်စစ်ကစားသမားဦးဖြစ်တဲ့ Ugo Akitai ပါဆိုတော့ Akitai နဲ့ပတ်သက်ပြီးတော့ကတော့ Chelsea တင်ကဒီအထူးသဖြင့်တော့သူ့ရဲ့ transfer fee ပါကျွန်တော်တို့ပေါင်တန်း80ကျော်တယ်ဗျာ84တန်းဝင်ကျင်ပေါ့နော်83.6တန်းဒါအချိန်ကလည်းအတန်ထွက်ခဲ့ပြီးတာဖြစ်တယ်ဆိုတော့ခုနကရမေဂတင်က price ရ price to performance ဖြစ်တဲ့အနေထားလို့ချက်စီးတင်ကယူဆနေပြီးတော့အဟူကိုအခီတိုက်ကတော့ performance ဘိုင်းအရာတော့တို့လိုချင်တဲ့ player အနေထားမှာအကင်ညီမှုရှိတယ်သို့တော့ price အရာတော့64သန်းတခြား add on bonus တွေနဲ့ကစားသမားရဲ့လောက်ခလာဆိုင်နဲ့ဆိုတန်းတရာလောက်သွားမှာဗျာသိရမလားသူခေါ်မယ်ဆိုဘလိုပဲဖြစ်ဖြစ်ဆိုတော့အဲ့လောက်အနေထားမျိုးကိုချက်စီးတင်နဲ့ရှောင်လွဲခြင်းတွေလို့ကျွန်တော်ကြားရတယ် အဲ့ဒီပြောအဲ့အနေပတ်သက်ပြီး Chelsea ကတိတ်ပြီးစိတ်ချနှမှုမရှိဘူးပေါ့နော် confuse ဖြစ်စေတဲ့အရာတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့နားလည်ထားတာဖြစ်ပြီးတော့ Aki Tight ရဲ့ခြေလှမ်းတွေကတော့လက်တလုံးမှာ Chelsea တင်းနေနဲ့နည်းနည်းလေးခြေလှမ်းကျဲနေတယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပြီးတော့ Yamal Gatting ကိုတော့ခြေလှမ်းပြန်စိတ်နေတဲ့အနေအထားမျိုးလို့ ျွန်တော်နားလည်ထားတာဖြစ်ပါတယ်ဒါကတော့တောင်မန်ကစားသမားတွေပါဆိုတော့ကျွန်တော်တို့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Leon Delap ဖြစ်ပါတယ်ဆိုတော့ Delap နဲ့ပတ်သက်တဲ့သတင်းလေးကတော့ကျွန်တော်အားလုံးသိတဲ့အချိန်မှာ Medical Checkup တွေအားလုံးကအခုဆိုပြီးတလောက်နေပါဖြစ်သွားပြီဆိုတော့ Chelsea အနေနဲ့ဒီ Delap နဲ့အမြန်ဆုံး paperwork တွေလုပ်ပြီးတော့အမြန်ဆုံး Chelsea jersey နဲ့ official announcement လုပ်နိုင်ဖို့အတွက်ကိုရင်ခုန်သွားတဲ့ Chelsea တင်းကဟောပေါ့နော်အော်ပျော်ပျော်ရွှင်ရွှင်နဲ့ကိုဒါလှုပ်ဆောင်နေတယ်လို့ကျွန်တော်သတင်းတွေထွက်နေတယ်တော်တော်များများအခြေအနေကလည်း weather fine နေပေါ့နော်ဆိုတော့အဲ့လိုအနေအထားမျိုးမှာရှိတယ်ပေါ့နော်ဆိုတော့ ထရီထူးတော့မဟုတ်ပါဘူးအဓိကကတော့ဒဲလက်ကချက်စီရဲ့အိတ်ကထဲတော့ရောက်ပါပြီတိုးတော်လည်းပဲဒါကျွန်တော်ဂျာစီမကိုင်းမချင်းကတော့ဒီလိုပဲပေါ့နော်ဒါ update news လေးတွေကိုကျွန်တော်ကရင်ခုန်စွာနဲ့စောင့်ဆိုင်ရရဲဆိုတော့အနေထားမျိုးကိုတော့သွားတာပေါ့နော်ဆိုတော့ဒဲလက်ကတော့အာမက်ဒီကယ်ချက်ကတွေလည်းအဆင်ပြေလို့ကြားရပါတယ်ဆိုတော့ဒါတွေကကျွန်တော်ဒီနေ့ညနေခင်းလေးမှာတင်ဆက်ပေးခြင်းနဲ့ချက်စီသတင်းအကြောင်းအလေးတွေပဲဖြစ်ပါတယ်ခင်ဗျာဆုံးဒီကြည့်ရှုအားပေးကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် Chelsea သတင်းတိတ်နားဆင်ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ CPTV YouTube Channel Blue Lion Facebook Page ကို Like and Subscribe Like and Follow ပြုလုပ်ထားကြပါဦးတော့ဆိုရင်လည်းအားလုံးပဲ See you next video ပါခင်ဗျာ